ဒီ9ရက်စာမှာရောမီယိုနဲ့ဒီမတငယ်ချင်းတွေအားအเจ้าမဇမီးเจ้าကိုပြောနေကြပြီးတော့ဇမီးဒေတာကဘာပေါ်ကိုနှင်မြန်ပြန့်နှံ့လာမယ်ဆိုရင်လူသားတွေဘာဖြစ်သွားနိုင်မလဲဆိုပြီးပြောနေတာကတော့ရှင်နူသားအီချီရဲ့အသက်72နှစ်အရက်143စင်တီမီတာဒီမအထူးထူးဆန်းဆန်းတွေကိုရှာဖွေရတာကြိုက်တယ်လို့ဇမီးတွေကိုတကယ်မရှိပါဘူးဆိုပြီးပြောနေသူကတော့ရာဇာကာမီကိုအသက်72နှစ်အရက်146စင်တီမီတာဖြစ်ပြီးတော့မီကိုကတော့ဇမီးဒေတာတကယ်ရှိရဆိုသတင်းထဲမှာပါလာမှာပေါ့ဆိုပြီးပြောနေပါရဲ့ ီချီရဲကတော့အစိုးရတခုခုကိုဖုံးဝယ်ထားရဆိုပြီးတော့ထင်နေပါရဲ့မီကိုကတော့ဇွန်မီဒေတာအများကြီးရှိမှဆိုမှဘာလို့ခုချိန်ထိတကောင်မှမတွေ့ရတာလဲဆိုပြီးတော့အီချီရဲကိုမေးလိုက်ပါရဲ့ ီချီရဲတော့ zoom media တကယ်ရှိရသူတို့တွေကလူတွေကြားထဲမှာရောင်းနှောင်းနေထိုင်ကြရဘလို့ပဲဖြစ်ဖြစ်သူမှစောင့်ကြည့်နေလူတယောက်ရှိပြီးတော့အဲ့လိုကပစီဆရာမယာမနာ YouTube ဖြစ်တယ်ဆိုတာကိုပြောပြလိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူမှတနေ့မှာအမှုပညာခန်းထဲမှာပစ္စည်းတစ်ခုကြံခဲ့လို့ပြန်သွားယူခဲ့ပါတယ်။အမှုပညာခန်းထဲမှာတယောက်ယောက်ရှိနေတာကိုသူမှသတိထားမိသွားပြီးတော့တကားဘက်ကိုတာလေးဖွင့်ကြည့်လိုက်တဲ့ချိန်မှာတော့ပစီဆရာမယာမနာ YouTube ဖြစ်နေပြီးတော့ သားတွေကိုတခုခုကျွေးနေပြီးတော့သူမကိုယ်တိုင်လည်းအသားတွေကိုစားနေရအောင်အချီရဲသူမကိုယ်တိုင်တွေ့ခဲ့ကြအောင်ပြောပြလိုက်ပါရဲ့မိဘလည်းသူမလည်းတတိထားမိပြီးတော့ဗကြီးဆရာမကားပါကင်ထိုးပြီးတော့ပြန်ဆင်းလာရချင်ကြတယ်သူမအိတ်တရာတခုခုလှုပ်နေရအောင်တွေ့ဘူးတဲ့ဆိုပြီးတော့ပြောလိုက်ပါရဲ့ မိကိုကလည်းသူမလည်းသတိထားမိရဆိုပြီးတော့ပြောလိုက်ပြီးတော့ပကြီးဆရာမအခါလေးကျရင်မူမမှန်တာမျိုးဖြစ်တတ်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဤချီရတော့ဆရာမယာမနိုယူချီရဆိုမိဆိုတာကိုတသက်ပြအောင်ဆိုပြီးတော့မီယိုနဲ့မီကိုကိုပြောလိုက်ပါတယ်။ဒီလိုနဲ့၃ယောက်သားနုပညာခန်းထဲကိုသွားကြပြီးတော့ပကြီးဆရာမယာမနိုယူချီကိုသွားပြီးတော့ချောင်းကြီးလိုက်ကြတာ။ပကြီးဆရာမယာမနိုယူချီကတော့သူမအိတ်ထဲကတစုံတစ်ခုကိုစာကျွေးနေအောင်၃ယောက်သားမြင်ပြီးတော့လန့်သွားပါတယ်။တကယ်တော့ပကြီးဆရာမယာမနိုယူချီကစာကျွေးနေတာမကြောင်ပေါက်စားလေးဖြစ်နေပြီးတော့အချို့အိမ်မွေးမိချောင်းတွေကလွတ်ပြီးတော့သတင်းထဲမှာပါလာတယ်လို့ချောင်းကိုခေါ်လာတာ ပါဆိုပြီးတော့ဆီယမားဖြစ်တဲ့အောင်မီရိုတို့ကိုရှင်းပြလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ကျောင်းမှာ၃ယောက်သာပြင်းနေကြပြီးတော့မီကိုကအီချီရဲကိုသူမီတနေ့အစ်စ်တွေရှိလားဆိုပြီးတော့မေးလိုက်ပါတယ်။မရှိပါဘူးဆိုပြီးတော့အီချီရဲကပြန်ပြောလိုက်ကမီကိုကတော့သူမမနေ့ကစိတ်ဝင်စားစရာတစ်ခုဖြစ်သွားတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။မနေ့ကကျောင်းကနေအိမ်ပြန်လမ်းမှာအနမ်းတစ်ခုကိုရလိုက်ပြီးတော့အာနန်းအလောင်းပြုံးနှံ့လိုပဲဆိုပြီးပြောလိုက်ကအီချီရဲကတော့နင်ကအလောင်းပြုံးနှံ့ကိုခံမှုလို့လားဆိုပြီးတော့ မီကိုမေးလိုက်ပါမီကိုကလည်းကိုဘာသာကိုတွေးမိလို့ပါဆိုပြီးပြန်ပြောလိုက်တာအနန်းရှိရဲ့နေရာကိုသူမလိုက်ရှာကြည့်လိုက်တဲ့အခါမှာတော့အိမ်တိုင်အိမ်ကိုရောက်လာပြီးတော့နေရံကိုချောင်းကြည့်လိုက်တဲ့အခါမှာတော့ရိုးတွေကိုတွေးလိုက်ပါ ဒီချိန်မှာပဲသူမရဲ့နောက်မှာလူတယောက်ရောက်နေပြီးတော့အဲ့လူကဘာကိစ္စရှိလို့လဲဆိုပြီးတော့မေးလိုက်ပါတယ်။နောက်တော့သူမကိုစိုင်ထဲကိုခေါ်စားပြီးတော့အနားကဆုပ်ပြုတ်ကရတဲ့အနားဆိုတာကိုဆန်ရှင်ကရှင်းပြလိုက်ပါတယ်။ဆန်ရှင်လမယားကသူမကိုရမန်တပွဲကျွေးလိုက်ပြီးတော့အနားကဆိုးပြီမဲ့ရတာကောင်းပါတယ်ဆိုပြီးတော့ပြောနေရကြောင်သူမလည်းစားကြည့်လိုက်ပါတယ်။မထင်မှန်ဘဲနဲ့ရမန်ကရန်စားလို့ကောင်းနေရကြောင်သူမလည်းအကုန်စားခဲ့ကြောင်ပြောပြလိုက်ပါတယ်။အီချီရဲကတော့သူမကိုဘာပြောနေမှမသိရဲ့မီကိုစိတ်တွေညှင့်နေပါတယ်။ဒီလိုနဲ့ညနေဘက်ကိုရောက်လာပြီးတော့အီချီရဲကဆိုမီဒီကိုရှာတာခတ်လိုက်တာဆိုပြီးတော့ပြောနေပါတယ်။မီကတော့သူမအိမ်မှာအားနေ ယ်ဆိုမရှိရဆိုပြီးပြောလိုက်ပါတယ်။အချီရဲကလည်းမီဘိုးကိုအခုပဲသွားရအောင်။နောက်ပြီးတပ်သေးအနေနဲ့ဓာတ်ပုံရိုက်လိုက်ပြီးတော့လာစင်မဂဇင်းထဲကိုထည့်လိုက်မယ်ဆိုပြီးတော့မီဘိုးကိုပြောလိုက်ပါတယ်။မီဘိုးကတော့တခြားလူရဲ့ကိုကြီးကိုတော်ကိုလေးစားသိမ့်ပြီးတော့ဒီကိစ္စကသူမတို့ဖျားချောင်းနဲ့လည်းတတ်ဆိုင်နေရာအကြောင်းဖျားချောင်းနာမည်ကိုလည်းပြက်စီရဆိုပြီးတော့ပြောလိုက်ပါတယ်။ဇုံမီတွေကလေးလေးကိုတိုက်ခတ်ပြီးမစားဘူးလားဆိုပြီးတော့မီဘိုးအချီရဲကမေးလိုက်ပါတယ်။မီဘိုးကတော့ဒီဇုံမီက6လကံပန်းရွက်တွေကိုပဲစားပြီးတော့အသီးရွက်စားတယ်ပဲထင်တယ်။နောက်ပြီးအကိုပြောတာကတော့ तू ကတာမန်မင်းကြီးတယောက်ဖြစ်ချင်တယ်ဆိုပြီးပြောတာပဲဆိုပြီးတော့မီဘိုးကပြန်ပြောလိုက်ပါတယ်။ ခြေရတော့နင်းရကိုရနောက်ထပ်ចောင်းတောင်းတောင်းတွေလားဇွန်မီတွေကိုနန်းကျင်နေဆိုပြီးပြောရပေးလားတကယ်ပါပဲအဒါလဲသူ့ရနောက်ထပ်ចောင်းတောင်းတောင်းပဲဖြစ်ရမယ်ဆိုပြီးတော့အခြေရမီဘို့ကိုပြောလိုက်ပါတယ် မီယူကတော့ဈေးဝယ်စရာရှိလို့ပြန်လာအောင်မဲ့ဆိုပြီးတော့မီကိုနဲ့အချီရဲ့ကိုပြောလိုက်ပါတယ်။ငွေချင်းတောင်းတော့သာပြန်လာလမ်းမှာတော့အချီရဲ့နင့်ကိုစုံမဖို့နင့်မေကိုတိုင်ပြောလိုက်ပါလားဆိုပြီးတော့ပြောလိုက်ပါတယ်။မီကိုကအချီရဲ့ကိုမီယူမှာမီမရှိတော့လေဆိုပြီးတော့သတိပေးလိုက်ပါတယ်။အချီရဲ့ကလည်းမီယူကိုတောင်းပန်လိုက်ပြီးတော့မီယူကလည်းဘာမှမဖြစ်ပါဘူးဆိုပြီးတော့ပြန်ပြောလိုက်တာအိမ်ပြန်သွားပါတယ်။မီယူကတော့ဒီမအမင်းနဲ့ပတ်သက်ပြီးမှတ်မိတာမျိုးအများကြီးမရှိပေမဲ့လည်းဒီမမှတ်မိနေတာတစ်ခုရှိပြီးတော့အဲ့ချိန်တော့ကဒီမကနေမကောင်းဖြစ်နေအောင်ဒီမမေဖြစ်သူကဘုရားတိုင်းပေးနေတာဖြစ်ပြီးတော့ဒီမမေဖြစ်သူရဲ့အေးဆက်နေတဲ့လက် တ်တွေကိုမှတ်မိနေတယ်ဆိုပြီးတော့မီယူကပြောနေပါတယ်။ကုံတိုက်ကနေဈေးဝယ်ပြီးဖះเจ้าကိုမီယူပြန်ရောက်လာပါတယ်။နောက်တော့သူမအမိဖြစ်သူရဲ့အုပ်ကမှသူမကိုကယူကြောင်ကြောင်နဲ့ထွက်လို့ပြန်ပြီဆိုပြီးပြောလိုက်ပြီးတော့ယူသိပေးနေပါတယ်။ဒီချိန်မှာပဲရဲဟရောက်လာပြီးတော့မီယူကိုနှောက်ဆက်လိုက်ပါတယ်။မီယူကတော့ကိစ္စတစ်ခုရှိလို့လားဆိုပြီးတော့ရဲဟကိုမေးလိုက်ပါတယ်။ရဲဟကတော့သူမတစ်ခုစိတ်ပူမိပြီးတော့ချီလိုဘေးနားလူတွေကိုဒုက္ခပေးမိပြီလားဆိုပြီးခံစားမိရဆိုပြီးပြောလိုက်တာမီယူကိုလည်းဘာလို့နေရလဲဆိုပြီးတော့မေးလိုက်ပါတယ်။မီယူကသူမမီရဲ့အုပ်ကိုဝတ်ပြုနေကြောင်ပြောလိုက်ပါတယ်။နောက်တော့ရဲဟမီယူကိုသူမလည်းအိမ်လုပ်တွေဝမ ်ကူလောက်ပြင်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။မေယူကတော့အဲ့ဒါမလို့မလောက်ပါနဲ့ဆိုပြီးပြောလိုက်တာဘဲဟာတော့ဖျားနေလားဆိုပြီးတော့မေယူရဲ့နှစ်ဖူးကိုစားလိုက်ပါတယ်။ဒီချိန်မှာပဲမေယူကတော့သူမမေဖြစ်သူကိုတတိယလိုက်ပြီးတော့မေမေဆိုပြီးခေါ်လိုက်ပြီးရှက်ပြီးထွက်ပြေးကချော်လဲသွားပါတယ်။ဘဲဟာမေယူကိုစေးထက်ပေးနေပါတယ်။နောက်နေ့မှာတော့မေယူကသူမတငယ်ချင်းတွေကိုဘဲဟာရဲ့ပုံကိုပြလိုက်ပါတယ်။ဘဲဟာတငယ်ချင်းတွေကလည်းသူမသမီးမဖြစ်နိုင်ဘူးဆိုပြီးပြောနေပါတယ်။မေယူကတော့ဘဲဟာကိုသူမမေလို့ခံစားနေရတယ်ဆိုပြီးပြောလိုက်ပါတယ်။ ခြီရောတော့ခန်းတစ်ခန်းထဲမှာချုပ်ခံထားရပြီးတော့ခြီကျိုးစီကိုဆေးကံမလေးတယောက်ရောက်လာပြီးတော့ချိုရင်နဲ့အဲ့ခံနေပါရဲ့ခြီရောတော့အဓိပ္ပာယ်မရှိရရင်မလုံနဲ့သူ့ကိုလှုပ်ပေးပါဆိုပြီးပြောနေပေမဲ့လည်းဆေးကံမလေးကတော့ထွက်သွားပါပြီခြီရောတော့သူ့ကိုလှုပ်ပေးပါကြောရရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့ပောက်ရရပြီးအော်နေပါတယ်ဒီချိန်မှာပဲတကားပေါက်ပွင့်လာပြီးတော့နင်းတာဟောကန်းထီထောင်ကြားနေရတယ်ဘသောပေါက်ပိတ်ထားသန်းဆိုပြီးတော့ရဲဟာရဲ့မိတွေဖြစ်သူကပြောလိုက်ပါတယ်ငါစံခါဒါနီချူရဲ့ဇနီးစံခါအာရီယာပဲမင်းကခြီတို့တာရဲဟာမင်းကိုဒုက္ခရေးပေးနေရမလားဆိုပြီးတော့မေးလိုက်ပါတယ်မဟုတ်ပါဘူးဆိုပြီးတော့ ော့ခြေတော်ကပြန်ဖြေလိုက်တာအာရိယာကတော့ရဲဟာနဲ့မင်းပဲခြေနေရောက်နေပြီလားနိုင်ရောက်နေတာမဟုတ်ဘူးမလားဆိုပြီးတော့ခြေတော်မေးလိုက်ပါရဲ့ ချီတော့တယ်ဟာအဲ့လိုမင်းကလေးမျိုးမဟုတ်ပါဘူးဆိုပြီးတော့ပြောလိုက်ပါရဲ့ဒါဆိုနင်တို့ကတခါမှတော့ဟိုဟာမဖြစ်ရသေးဘူးပေါ့ငါသိပြီသူမှမကောင်းဆိုးပါပဲလေဇွန်မီဆိုတော့တဖြည်းဖြည်းပုတ်လာပြီးတော့နန်းတွေထွက်လာကြအောင်မလားဆိုပြီးတော့အာလီယာချီတို့ကိုပြောနေရင်းနေပါရဲ့ချီကျော်တော့ခမရဲ့သမီးကိုအဲ့လိုပြောစရာလားဆိုပြီးတော့မေးလိုက်ပါရဲ့အာလီယာတော့ရဲဟာသူမှသမီးမဟုတ်ကြောင်းလဲသူမှတခါမှတော့ကလေးမမှုဘူးလို့ပြောလိုက်တာသူမှဒါနီချူရဲ့ဒုတိယဇနီးဖြစ်ပြီးတော့ရဲဟာတော့ပထမဇနီးရဲ့သမီးဖြစ်တာဒီအိမ်မှာအဓိကလူတွေကိုပဲသိကြပြီးတော့သူမှလူလူမျိုးကစံဃာမိသားစုရဲ့ခုံကို ားစရာကြောင့်မဖော်ပြဘူးဆိုပြီးတော့ချီတို့ပြောလိုက်ပါတယ်အာရိယာအရင်ကစံခါမိသားစုကစေကံတယောက်ပါသူမရဲမမွေးငင်ကနေတည်းမှာလုတ်တုံနေတာဖြစ်ပြီးတော့စံခါအိမ်တော်မှာပညာတတ်ပြီးပေါင်းစပ်ဆက်ဆံတတ်ရမယ်နောက်ပြီးမျိုးရိုးလဲကောင်းမှသာတည်းအိမ်မှာလုတ်လုတ်ခွင့်ရတာဖြစ်ပြီးတော့အဲ့ဒီနေရာမှာလားလာရှိတဲ့လူမျိုးကသာဇနီးအဖြစ်ရွေးချယ်ရပါဒါနိချူငယ်စဉ်တုန်းကစေကံအများစုကဒါနိချူကိုနားကိုချင်းကပ်ခဲ့ပေမဲ့လည်းဒါနိချူကတော့တယောက်မှစိတ်မဝင်စားခဲ့ပါဘူးအာရိယာလုံးဆောင်ဝင်တဲ့ချိန်မှာတော့ဒါနိချူကိုပွဲရနေပါပြီအာရိယာလည်းဒါနိချူကိုနားကိုချင်းကပ်ခဲ့ပေမဲ့လည်းဒါနိချူက ာလည်းစိတ်ဝင်စားပြန်ပါဘူး။တနေ့မှာတော့ဆန်ကားအိမ်တော်မှာဓာပြောင်းွယ်တစ်ခုကျင်းပနေပါတယ်။ဒီပြိုင်ပွဲမှာတော့ဒါနီချီကိုအနိုင်ရရှိခဲ့ပါတယ်။ဒါပေမဲ့လည်းဒါနီချီကငါဆန်ကားမသားစုကမလို့အနိုင်ပေးလိုက်တာလားဆိုပြီးတော့ပြိုင်မဲ့ဖြစ်စီကိုမေးလိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်တော့ဆန်ကားမသားစုကနိုင်ငံအဆင့်ဓာပြောင်းွယ်တွေကိုအဓိကထောက်ပံ့ပေးနေရကြောင်းပါ။ပြိုင်ပွဲပြီးသွားတဲ့အချိန်မှာတော့ကောင်မလေးတယောက်ကဒါနီချီကိုနားကိုရောက်လာပြီးတော့ဒါနီချီရဲ့လက်အိတ်ကိုပေးလိုက်ပါတယ်။ဘာပဲဖြစ်ဖြစ်အားလုံးကအမှန်တိုင်းဖြစ်ပြီးတော့ရှင်ရလည်းအကောင်းဆုံးကြိုးစားခဲ့ရပါလေဆိုပြီးတော့ကောင်မလေးကဒါနီချီကိုပြောလိုက်ပါတယ်။ဒါနီချီက လည်းကောင်မလေးကိုကျွေးသွားခဲ့ပြီးတော့ရန်နှင်းငယ်ချာမှာတော့15နှစ်ရွယ်မတန်မဆန်းကောင်မလေးကိုလက်ထောက်ခွင့်တောင်းခဲ့ပါတယ်ဒီကိစ္စကစံခါမိသားစုရဲ့ခုံကိုကြားစရာကြောင့်ဒါနီချီယိုမိသားစုဝင်တွေကဝိုင်းပြီးတော့တားကြပါတယ်ဒါနီချီယိုကတော့မိသားစုဝင်တွေကိုမတားနိုင်အောင်လုပ်ပြီးတော့ကောင်မလေးကိုလက်ထပ်ခဲ့ပါတယ်အဲကောင်မလေးကဝဲဟရဲ့မိဖြစ်ပြီးတော့ဝဲဟကိုမွေးပြီးတိတ်မကြခင်မှာပဲဆုံးသွားပါတယ်ဒါနီချီယိုကတော့ဒီစိတ်နဲ့သိမလို့တောင်ဖြစ်ခဲ့ပါသေးတယ်ဒါမှမဲ့အာရီယာရဲ့ပြည့်စုံပေးမှုကြောင့်တဖြည်းဖြည်းနေပြန်ကောင်းလာပါတယ်နောက်တော့ဒါနီချီယိုကအာရီယာနဲ့လက်ထပ်လိုက်ပါတယ်ဒါနီချီယိုကတော့အာရီယာကိုလက်ထပ်လိုက်ပြီမဲ့လည်းဇနီး လို့တော့မမြင်ခဲ့ပါဘူး။ရဲရလေးကိုဒါဒါနီချီရောခရူးဆိုင်ပေးပြီးတော့အာရီယာကိုတော့မိသားစုဝင်လို့မဆက်ဆံခဲ့ပါဘူး။နောက်တော့အိန်တော်တန်းရအာရီယာကိုခေါ်ပြီးတော့ဒါနီချူရဲ့အချစ်ကိုမျောလင်းနေရအောင်ထုတ်ပြလိုက်တော့ဆိုပြီးတော့အပေါက်တစ်ပေါက်ကိုဖြန့်ပေးပြီးတော့အဲ့ရဲ့ပေါက်ကိုအာရီယာကိုကြည့်ခိုင်းလိုက်ပါရဲ။အာရီယာကြည့်လိုက်တဲ့အချိန်မှာပဲရဲရလေးကိုကိုလုံးတီးနဲ့ဓာတ်ပုံရိုက်ပြီးနာဖြစ်နေပါရဲ့။ ဒါကြောင့်ရဲဟာနာမည်ကိုကြောင်းအော်ဂလီတောင်ဆန်းတယ်ဆိုပြီးတော့အာဒီယာပြောနေပါတယ်ရဲဟာစိတ်တကြရတာဖြစ်ဖြစ်သူတယောက်တည်းကြောင့်မဟုတ်ဘဲနဲ့မိတွေးဖြစ်သူလည်းပါနေရဆိုပြီးတော့ခြီတော့တော့တွေးနေပါတယ်နောက်တော့အာဒီယာခြီတို့တမောက်မနဲ့သိမ့်ပေးခြင်းလားဆိုပြီးတော့ပြောလိုက်ကသူကဇွန်မီလီတာပုံမှုပြီးတော့နှွေးထုတ်မှုပေးနိုင်ပါတယ်ဆိုပြီးပြောနေကပေါက်စီနေနဲ့ပုတ်နေပြီးတော့နန်းတော်ရဲ့အချိန်မှာပဲခြီတော့တော့ခုံလဲချလိုက်ပြီးတော့ကျွန်တော်ကဇွန်မီလီကိုပဲကြိုက်တာပါဆိုပြီးတော့ပြောလိုက်ပါတယ်နောက်တော့စေကံမာလေးတယောက်ခန်းထဲကိုဝင်လာပြီးတော့ဒါနီချီယိုစီကိုခေါ်သွားပါတယ်ဒါနီချီယိုကတော့ရဲဟာရဲ့မွေးနေ့တုန်းကရိုက်ထားတဲ့ဓာတ်ပုံတွေကို ီတို့ကိုပြနေပြီးတော့ဘဲဟာတိတ်ဆုံးတဲ့အထိကာဝယ်မယ်ဆိုပြီးတော့ဘလာဘလာတွေပြောနေပြီးတော့ជីတို့လည်းခုမလွတ်နိုင်အောင်ဆိုပြီးတော့ပြောလိုက်ပါတယ်